ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Mandalay FM နဲ့ Atom မြန်မာတို့ပူးပေါင်းစီစဉ်တင်ဆက်တဲ့ Knowledge for You အစီအစဉ်လေးကနေပြန်လည်ကြိုဆိုပါရစေ။ဒီစီစဉ်လေးမှာတော့ Atom ကနေပြီးပရိသတ်တွေအတွက်နေစဉ်ဘဝကိုပုံမလေးကူစေမဲ့နီလန်ကောင်တွေတိုးတက်ဖွံ့ဖြိုးလာတဲ့ဤပညာအကြောင်းတွေနဲ့စိတ်လှုပ်ရှားပွေရအကြောင်းအရာတွေကိုအပတ်စဉ်တောက်ကြနေအင်္ဂါနေ့နဲ့တနင်္ဂနွေနေ့တိုင်းရဲ့ Morning Dose အစီအစဉ်တွေမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နော်။ Atom မြန်မာဟာတော့လုံမှုအတိုင်းဝိုင်းကိုဦးစားပေးမှုဆိုတဲ့ရည်ရွယ်ချက်တွေအတိုင်း ပုံမကောင်းမွန်တဲ့နည်းပညာဆိုင်ရာစမ်းသပ်တီထွင်မှုတွေနဲ့လူနေမှုဘဝနဲ့စီးပွားရေးလုပ်ငန်းတွေတိုးတက်မြင့်မာကောင်းမွန်စေရန်ဈေးနှုန်းတက်တာပြီးတော့လုံခြုံမှုအပြည့်ရှိတဲ့ကမ္ဘာအဆင့်မီ digital ထုတ်ကုန်တွေနဲ့ဝန်ဆောင်မှုပေးနေတဲ့အပြင်လက်ရှိမှာလည်းအကောင်းဆုံး 4.5G ကွန်ရက်နဲ့အတူတူပုံမကောင်းမွန်တဲ့လူနေမှုဘဝစီကိုခေါ်ဆောင်သွားဖို့အစဉ်ဆက်မပြတ်ကြိုးပမ်းလျက်ရှိတဲ့ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ပြီးခဲ့တဲ့အပိုင်းတွေတော့ smartphones တွေအသုံးပြုပြီးတော့နည်းပညာနဲ့တီထွင်စမ်းသပ်မှုတွေအကြောင်း ဒီပြောင်းလဲလာတယ်ပေါ့နော်ဒီနေ့ခေတ်ရဲ့ lifestyle မှာဘယ်လိုမျိုး smart ဖြစ်လာတယ်ဆိုတဲ့အကြောင်းတွေကို smartphones and smart living ဆိုတဲ့ကောင်းစင်နဲ့ပြောပြခဲ့ပြီးဆိုတော့အခုဒီပိုင်းမှာတော့ဒီနေ့ခေတ်ရဲ့ပြောင်းလဲလာတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအကြောင်းပြောမယ်ဆိုရင်ဖြော်ပြေးကဏ္ဍကိုလည်းခြံထားခဲ့လို့မရပါဘူးဆိုတော့ entertainment on the go ဆိုတဲ့ကောင်းစင်နဲ့ဆွေးနွေးတက်ဆက်ပေးသွားကြပါမှာပါဟုတ်ကဲ့ပါကဲအခုခေတ်မှာတော့ ဖုန်းတစ်လုံးရှိုံနဲ့အမရဲ့ကပိုင်းကချင်းချင်းလေးဖြစ်သွားတယ်။ကိုကြိုက်တဲ့ Solo ရဲ့ Artist တွေရဲ့ Live Show, Stage Show ပြီးတော့ Performance တွေကိုပြီးတော့ Music Video အမိုက်စားတွေပေါ့နော်။အဲ့ဒီထဲကိုဖုန်းထဲကနေအနီးကအမိုက်စားကြည့်ရှုခွင့်ရတော့အရန်ကုန်မိုက်တယ်။ ကြည့်ကောင်းလာတာအရန်မိုက်လာတာလည်းမပြောနဲ့လေတိုးတက်လာတဲ့နီးပညာနဲ့တီထွင်မှုတွေကလည်းအရင်ခေတ်နဲ့တော်တော်လေးကွာသွားပြီကိုရီးယား 90s kids တွေဆိုတော့အရင်တော့ကိုကြည့်ခဲ့ဘူးတဲ့ music video တွေမှာဆိုလို့ရှိရင်မင်းသားမင်းသမီးတေးဥဆောင်တာသပင်ပုံစံ make up အဝတ်အစားပုံစံတွေကအစအရင်ကြီးစမ်းသစ်နေရမျိုးမဟုတ်ဘဲနဲ့တပုတ်နဲ့တပုတ်ကတိတ်မကွာတာမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ဒီဘက်ခေတ်ကတော့ဒီ music ပုံစံရောအဲ music video တွေမှာ story line make up မီးလင်းမောင်အယူအဆကာလာတွေပြီးတော့ setting တွေ DOP ရိုက်ချက်တွေကအစဒါကိုနာလေးမှာ င်းသားလေးရောက်နေတယ်လို့ခံစားရစီရပါတော့အဲ technical ဘိုင်းနေရောကင်မရာပစ္စည်းတွေအစားကောင်းလာကြတာလေဟုတ်တယ်ညီမလည်း 90s born ဆိုတော့ငငယ်ကစပြီးပြောရမယ်ဆိုရင်ကို့အတွက်ကလေးဘွားတော့ entertainment က TV ကြောညာရေးပဲပေါ့နော်ဆိုတော့အဲ့ဒီထက်အတိုင်းပြန်ပြီးတော့တယောက်ဆောင်တာတော့မုတ်တေဆိုလဲ live ဝယ်စားရတာတော့စပင်ကေရီဆိုလို့ရှင်လဲအမရဲ့လိုက်ညက်ရတာအထီးပေါ့နော်ကြောညာတခြင်းတွေကလည်းပောက်ပြီးတော့လွှမ်းမမှုအားကြီးရဲ့အခွေရောင်ထုတ်တဲ့အချိန်ထိရောက်ခဲ့တယ်လေ ဆိုတော့အခုခက်ကတော့ TikTok ဖြစ်သွားပြီအဲ့တော့တချင်းမဲ့ဖြစ်ဖြစ်ကြောင်ညာပဲဖြစ်ဖြစ်ပောက်ပြီဆိုရင်အချိန်ကြာကြာကို TikTok မှာ trend ပြီးတော့ကရဲခက်ပေါ့နော်နောက်ပြီးရုပ်ရှင်နေဆိုလို့ရှိရင်လည်း TV ကလာတဲ့ဇလန်တွဲတွေကိုပဲအဲ့လိုကြည့်ခဲ့ရတာပေါ့နော်။နောက်ပိုင်းကျတော့ဗီဒီယိုအခွေငါးဆိုင်တွေသွားရတယ်ပြီးတော့သချင်းဆိုလို့ရှိရင်လည်း MP4 တွေကိုထည့်ပြီးတော့နားထောင်ရတဲ့ခက်လေးတခုတော့ကြုံခဲ့တယ်နော်။ခုတုန်းကကျတော့ဒါအထက်တန်းချောင်းသူဘွားလောက်တုန်းကပေါ့နော်။သချင်းခွေတွေစုရတာအယံဝဒနာပါတာ။အဲ့လိုငါဆိုလို့ရှိရင်ရာသမျှမှုဘိုးကို အဲဘီလ်ဘုတ်ကထုတ်တဲ့အင်္ဂလိပ်သချင်းကြီးတွေဝယ်စုတယ်ပြီးတော့အင်တာနက်ကလည်းအခုခေတ်လိုလွယ်လွယ်သုံးလို့မရသေးတော့အခွေထဲမှာပါတဲ့ဒီ lyrics books တွေတွေကနေစာသားတွေကြည့်ပြီးတော့ဆိုရတာပေါ့နော်နောက်ပိုင်းဒါဆွဆွပြောသလို MP3 MP4 တွေပေါ်လာတဲ့အခါကျတော့ဖုန်းဆိုင်တွေကွန်ပျူတာဆိုင်တွေသွားပြီးတော့ကိုယ့်ရဲ့ဒီ device လေးတွေတော့သချင်းတွေသွားပြီးတော့ထည့်ရတယ်ပေါ့နော် အခုခေတ်ကျတော့လေဖုန်းလေးတစ်လုံးရှိုံနဲ့ကိုနားထောင်ခြင်းတဲ့တခြင်းကို online streaming platforms တွေကနေသွားပြီးတော့နားထောင်လို့ရတာကလည်း entertainment on the go ပဲလေနော်ဆိုနောက်တစ်ပိုင်းမှဆိုလို့ရှိရင်ရုပ်ရှင်တွေနဲ့ပတ်သက်တဲ့အကြောင်းတွေဝင်းမြပေးဖို့ပြန်လာခဲ့မယ်ဆိုတော့အားလုံးပဲစောင့်မျှော်အားပေးပါအောင်နော်မလေးအဖမ်းနဲ့အတမ်မြန်မာတို့ပူးပေါင်းစီစဉ်တင်ဆက်တဲ့ Knowledge for Uganda လေးကနေပြန်လည်ကြိုဆိုပါရစေ။ ဟုတ်ကဲ့ဒီနေ့မှာတော့ entertainment on the go ကောင်းစင်အောက်ကနေပြောဆွေးနွေးတင်ဆက်ပေးနေရပါတော့။ဆိုတော့အခုခေတ်မှာဆိုရင်လည်းတိုးတက်လာတဲ့ခင်းတဲ့အညီပေါ့နော်။ကိုရီးနီးယားထိုင်ရလဲပို့ပြီးတော့စိတ်ကျေနပ်စရာဖွယ်စိတ်ကျေနပ်ဖွယ်ရာတွေ့ရတာပေါ့နော်။အမလီရင်ခုန်အောင်ရင်ခုန်နေပြောရင်အခုဆိုရင်ကိုကြိုက်တဲ့ဇလန်းတွေကြည့်မလား။နာမည်ကြီးနေတဲ့ရုပ်ရှင်တွေကြည့်မလားပေါ့နော်။ကိုရဲ့ဖုန်းတွေ tablet တွေ computer လေးဖွင့်ပြီးတော့ online streaming platform မျိုးစုံအားနေကိုကြည့်လို့ရနေရ။အဲ့တော့ကိုအပန်းပြေစီနေမဲ့ entertainment တွေကတကယ်ကိုအနည်းဆုံး on the go ရှိနေရက ကျင်းနေစရပါပဲ음တော်တော်များများကြီးပြကြတဲ့ Netflix တို့ Amazon Prime Disney Plus စတဲ့ streaming platforms တွေပေါ်လာတဲ့အားသာချက်တခုအကြတော့ရုပ်ရှင်ကိုအယူမှုကြိုက်တဲ့သူတွေအတွက်တထိုင်နဲ့စိတ်ကြိုက်ရွေးနိုင်မယ်ပြီးတော့ဒီ episode မျိုးစုံလည်းတစ်ချိန်နဲ့ကြည့်လို့ရမယ်ပေါ့เนาะပြီးတော့အဲကိုကြည့်တဲ့ရုပ်ရှင်ရဲ့ rating ကိုကြည့်ပြီးတော့ဒီရုပ်ရှင်ကကောင်းမကောင်းဆိုတာလည်းလွယ်တကူဆုံးဖြတ်လို့ရတာပေါ့เนาะရုပ်ရှင်ဖန်တီးရတဲ့သူတွေဘက်ကကြည့်မယ်ဆိုလို့ရှင်လည်း traditional ways တွေနဲ့မတူဘဲနဲ့ပို့ပြီးတော့လွတ်လပ်တဲ့ဖန်တီးမှုတွေလည်းဖြစ်စေရဲ့ ီးတော့ကဘာအနှံ့ကိုလည်းကျယ်ပြန့်ပေါက်ရောက်တာဆိုတော့ online streaming platforms တွေရှိလာတာကတော့အသာကြတိပါပဲအမရေဒီလို entertainment ရသမျိုးစုံကိုကိုနဲ့မကွာကြိုက်တဲ့အချိန်ကြည့်ရှုခန်းစားနိုင်မယ်အတံရသ application ရှိနေရကောတည်ပြီးပြီလားဟာပြောပြပါအောင်မရဲ့အတံမြသ application ထဲမှာဆိုရင်ပြည်တွင်းနဲ့နိုင်ငံတကာကရုပ်ရှင်ဇလံတွဲတွေအစားတောင်းတဲ့ခီးသွွားလမ်းညွန်ဗီဒီယိုတွေအားကစားနဲ့တခြားဖြောပြေးရေးမျိုးစုံကိုဝန်ဆောင်ကပေးစရာမလိုဘဲနဲ့ Atom Internet နဲ့အခမဲ့ကြည့်ရှုနိုင်မယ်အပြင် free videos တွေကိုလည်း internet ဒါမှမဟုတ် wifi နဲ့အခမဲ့ကြည့်ရှုနိုင်တယ်။တခြင်း audio book တွေကိုလည်းနားထောင်နိုင်တဲ့အပြင်နာမည်ကြီးရုပ်သံ TV channel တွေကိုလည်းအချိန်နဲ့တပြေးညီစိမ်းနဲ့ကြည့်ရှုနိုင်တယ်လေ။ Atom Yata application ကိုတော့ download လုပ်ထားဖို့လိုမယ်နော်။อืมဒါဆိုရင် Fdan ရဲ့ Can to Can you promotion season ရှိနေအောင်သိပြီလားသိတာပေါ့996ကျန်းတဲ့အထက် package ဝယ်ယူတိုင်း star point 2စအပြင်3600အထိ Can to နိုင်တာလေ အခုညီမတို့ရုပ်ရှင်လေးဘက်ကိုပြန်သွားကြမယ်ဆိုတော့ဒီဘက်ခင်မှာကနေပြီးတော့ဂျိုဆွန်ခစ်ကိုရောက်သွားတဲ့ Bon Appetit Your Majesty ဆိုရဲစပိုးမှုမင်းသမီးဇလန်ဒရဲတော့ကြည်ပြနေရအမရောအခု Barcelona ဒရဲကြည်ပြနေလေ음 Wednesday season 2ကြည်ပြနေရဒါဆိုအမက movie January မှာဆိုရင် Aurora ရဲ့ trailer ကိုကြိုက်တဲ့သူပေါ့အာအမှန်ပဲပြန်ပြီးတော့ခံမှန်းကြည့်မယ်ညီမကတော့အချစ်ကားလေးတွေစိတ်ပျော်စီမာလေးတွေကြည့်ရဆိုတော့ romantic comedy လေးကြီးကြိုက်တဲ့ထင်တယ် အဲ့ဒါလည်းပါတယ်ဆိုငငယ်ရာ Charlie Chaplin လိုမျိုး slapstick ပေါ့နော် comedy ပြီးတော့ survival ဖြစ်တဲ့ movie တွေလည်းကြည့်ရတာကြိုက်သေးတယ်อืมစကားကလည်းပြောလို့ကောင်းတယ်ပရိသတ်တွေကိုလည်းကြည့်ကောင်းတဲ့ရုပ်ရှင်တွေညွှန်ပေးပြီးပြီဆိုတော့နှုတ်ဆက်လိုက်ကြမလား โอเคပါမရေဒါဆိုရင်ပထမဆုံးဇက်ကားတကညှုပ်ပေးကြပါတယ်2006ဒီဇင်ဘာလတုန်းကထွက်ရှိခဲ့တဲ့ဒီတာဖားနှစ်ယောက်ရဲ့အိမ်ယာမဲ့ဘဝလေးကိုပေါ့နော်စူးစမ်းဖြတ်တန်းကြတဲ့ရုပ်ရှင်ကားကောင် The Pursuit of Happiness ဆိုတဲ့ဇက်ကားပါရှင်ဆိုတော့ကြည့်ရှုဖူးရတဲ့တွေလည်းရှိမှာပါအဲညီမကတော့ဒီဇက်ကားကြည့်တော့ကတော့မြိတ်လေးကြရတယ်ပေါ့နော်ဆိုတော့ Will Smith နဲ့ Jaden Smith တို့ရဲ့တယောက်ဆောင်ချက်တွေကလည်းတကယ်ကိုရင်ထဲထည့်ရဲ့အဲ့မှာ Chris Gardner ဆိုတဲ့ဒီ character ပေါ့နော်သူကတော့အလုပ်စင်မပြေမှုတွေကနေတဆင့်အိမ်တော်ရဲ့အဆပေါ့နော်သူရဲ့ homeless ဘဝမှာစူးစမ်း ုံးကန်ရင်းနဲ့နောက်ဆုံးမှာ stock broker အနေနဲ့လုံမြဲသွားခဲ့ရလဲဖြစ်တယ်။ပြီးတော့အလုံးအဆင်ပြေခြင်းဟာသူ့အတွက် this is part of my life happiness ဆိုပြီးတော့ပြောထားတဲ့စကားလေးရှိရပါတော့။အခုဒီဒီဇက်ကောင်ရဲ့အပြင် character Chris Gardner ဆိုလို့ရှိရင်လဲ homeless ဖြစ်ခဲ့တော့ true story ကိုဇလန်းတီထားတယ်။အခုတော့သူက businessman motivation speaker ရောင်ဖြစ်နေပါပြီ။ Hmm. ကိုကတော့ slam dot millionaire ရုပ်ရှင်ကိုညွှန်ပြခြင်းနဲ့ဒီရုပ်ရှင်တွေကဂျမောဆိုတဲ့လူငယ်တဦးရဲ့ဆင်းရဲဒုက္ခတွေနဲ့အခက်ခဲကြားကနေအောင်မြင်မှုတွေစီကိုဘလို့ရအောင်သွားလဲဆိုတဲ့ဘဝအတွေ့အကြုံတွေကိုဖော်ပြရိုက်ကူးထားတဲ့အဲဇလန်းလေးကိုပြောပြခြင်းတာပေါ့နော်အဲပြီးတော့ဒီရုပ်ရှင်ကိုကြည့်ရတာဆိုလို့ရှိရင်လည်းမမိုင်းမျိုးပေါ်ကလမ်းမတွေပေါ်မှာ roller coaster စီးတလို့ကိုခန်းစားချက်တွေအရရှိစီမှာအဲဆင်းရဲနွမ်းပါမှုတွေနဲ့ဒါလူငယ်တယောက်ရဲ့မျှော်လင့်ချက်တွေရဲ့စူးစမ်းမှုတွေပြီးတော့ emotion တွေကိုရောထွေးပြီးတော့ပြထားတဲ့ရုပ်ရှင်တစ်ခုပေါ့နော် အတူတူပြောပြရမယ်ဆိုရင်တော့မျောလင်းချက်တွေအိမ်မက်တွေနဲ့ကန်တရားရဲ့စမ်းချိန်မှုကိုယုံကြည်တဲ့သူတွေကြည့်ရှုတင်တဲ့ရုပ်ရှင်တကားလို့ညွှန်ပေးချင်ပါတယ်။ဒီနေ့မှာတော့ကိုရီညွှန်ပေးခဲ့တဲ့ရုပ်ရှင်ကားတွေမှာတော့အဓိကကစ조사အထောက်မှုနဲ့ကန်တရားရဲ့အထောက်ပံ့တွေပေါင်းလိုက်တဲ့အခါမှာအောင်မြင်သွားတဲ့ရုပ်ရှင်ကားကောင်းတွေကိုညွှန်ပေးခဲ့ရဖြစ်ပါတယ်။ Slumdog Millionaire ဇလန်းလေးကဂျမဲလ်လိုပဲပေါ့နော်ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေတကယ်ဖြစ်လာဖို့ကိုယ့်ရဲ့ဘဝအိမ်မက်တွေနဲ့ ကံတရားတွေရဲ့အကြောင်းကိုနောက်နေ့ဒီမှာဆိုလို့ရှိရင်လည်း dreams do come true ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားအောင်ပါဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်ပေးပါအောင်နော်။